မင်္ဂလာပါအဲ့တော့ကျွန်မအခုအစကပြောစာကြောင်းလေးပြောကြည့်မယ်ဘယ်ဟာမှန်လဲဆိုတာလေးကိုတစ်ချက်လိုက်ရွေးကြည့်ပါအဲ့တော့ people x rich people are rich နော်ဘယ်ဟာမှန်လဲဆိုရင် people ဆိုတဲ့ subject ကအများကြီးဖြစ်တဲ့အတွက် of အများလိုက်ရမယ်ဆိုတော့ people are rich ကမှန်ပါတယ် know, uh, not cool. I lost the best. I missed the best. So the best girl look to all the beauty now. The best girl, mommy like blue girl. Lost girl, pure sunny. Miss girl, look to all the layer. Miss girl, no one is ready with layer. So tomorrow, best girl, mommy like that. She don't look to all the sunny. Have it don't want much. She don't. I miss the best. Don't want me. Lost don't want. Uh, the police is coming. the police are coming ဆိုတော့ police ဆိုတဲ့ yes ဆိုတဲ့ noun စကားလုံးလေးဒီအများကြီးဖြစ်နေတယ်အများအောင် buff ကအများပဲလိုက်ရပါမယ်ဆိုတော့ the police are coming ဖြစ်ရပါမယ်တကယ်လို့ yes ကိုအနေကိအနေနဲ့သုံးချင်တယ် yes တယောက်လို့ပေါ့နော်သုံးချင်တယ်ဆိုလို့ရှိရင်တော့ police officer လို့သုံးလို့ရတယ်ဒါမှမဟုတ် police man police woman စသဖြင့်အဲ့လိုသုံးလို့ရပါတယ် okay နောက်ဆုံးတစ်ခုကတော့ i am great နဲ့ i read နော်ဆိုတော့ agree the verb ဖြစ်တဲ့အတွက် subject verb ဆိုတော့ i agree ဖြစ်ပါတယ်เนาะ i agree the မှာပါတယ် okay ဒါဆိုလို့ရှိရင်ဒီ video file လေးကနေ english စာနဲ့ပတ်သက်တဲ့ knowledge လေးအနေနဲ့ရတော့မယ်လို့ကျွန်မထင်ပါတယ်ဗီဒီယိုလေးကိုခုလိုအဆုံးထိအစီအစဉ်အတွက်လည်းကျေးဇူးတင်ပါတယ် english ကပြောကိုကျွန်းကျွန်းချင်းချင်းပြောတဲ့ channel ဆိုရင်ကျွန်မ brilliant future english စာသင်တန်းမှာရှိတဲ့ business english speaking course ကိုကိုပိုင်သင်ယူနဲ့စနစ်တကျလေးသင်ယူနေကြလို့ရပါတယ်ကျေးဇူးတင်ပါတယ်